ရီးယဒီမှာကစားခဲ့ခြင်းကတနေ့ကိုလောကလာစာပေါင်29တန်းနီးပါးတည်းရရှိခဲ့တယ်။ဝေကစားမောင်းကာရဘီကဒေဝါလီခံရမှာကိုစိုးရိမ်မိတယ်လို့ဖွင့်ရပြပါတယ်။ကာရဘီကကျွန်တော်ရဲ့စိတ်ထဲမှာအမြဲတမ်းကြောက်လန့်နေတဲ့အရာတစ်ခုရှိပါတယ်။ professional ကစားသမားတွေဟာသူတို့ရဲ့ကစားသမားဘဝပြီးဆုံးသွားတဲ့အချိန်မှာဒေဝါလီခံရတဲ့သတင်းတွေကိုဖတ်ခဲ့ရပါတယ်။ တို့ကငွေတွေကိုဘယ်လိုစီမံရမလဲဆိုတာမသိသလိုဘာတွေလုပ်ရမလဲဆိုတာကိုလည်းမသိကြပါဘူးအာသာသမားအများပြားခန္ဓာထယ်ဝါတဲ့လူနေမှုပုံစံနဲ့နေကြတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကတော့အဲ့လိုမလုပ်ဖို့ကြိုးစားပြီးဘလုံးသမားဘဝအလွန်မှာဖြစ်လာမယ့်အရာတွေကိုအများနဲ့ကြည့်နေခဲ့တာပါလို့ phone office ပေါ်နဲ့ interview မှာပြောခဲ့တာပါစပါနဲ့ real thing စာမောင်းကာရာဘီယာ2020နှစ်ကမ္ဘာဖလားပြိုင်ပွဲပြီးမှဘောလုံးစာမောင်းဘဝကနေနားယူခဲ့တာဖြစ်ပါတယ်အာသာသမားအများပြားဟာစာမောင်းဘဝပြီးဆုံးသွားချိန်မှာ သူတို့ပိုင်ဆိုင်တဲ့အရာတွေကိုဆုံးရှုံးပြီးဒေဝါလီခံခဲ့ရတာတွေကြောင့်ကာရာဘေးကဒီလိုဖြစ်လာမှာကိုစိုးရင်ပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ပါတယ်2016ခုနှစ်ကရီယဲအင်းနဲ့ပေါင်သန်း150တန်ကျေးရှိ6နှစ်စာချုပ်ချုပ်ခဲ့တဲ့ကာရာဘီယာဥရောပရဲ့အချမ်းသာဆုံးကစားသမားတွေကအတူဖြစ်လဲရှိခဲ့တာပါကာရာဘီယာကစားသမားဘဝကနေအနားယူပြီးနောက်ကာဒစ်မှာစီးပွားရေးလုပ်ငန်းအများပြားကိုလုပ်ခဲ့ပြီးကာဒစ်စီးတီးအသင်းကိုဝယ်ယူဖို့ကြိုးပမ်းမှုမှလည်းပါဝင်ခဲ့ပါတယ် ကာရာဘီယာ TND Sport မှာဘောလုံးဝေဖန်၃သက်သူဖြစ်ပြုလုပ်ခဲ့သလို BMW နဲ့လည်းစပွန်ဆာစာချုပ်ရှိနေတာပါကာရာဘီယာရီယဲဒစ်မှာကစားခဲ့ခြင်းကချန်ပီယံလိဖလား၅ကြိမ်ပါဝင်စူပလာအများပြားရောက်နိုင်ခဲ့သလိုမေဂျာလိကလပ် LAFC တင်မှာလည်းမေဂျာလိဖလားနဲ့စပေါ်တာရှီတို့ကိုရောက်နိုင်ခဲ့တာဖြစ်ပါတယ်